အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီ International Break မတိုင်ခင်မှာကျွန်တော်ပွဲကောင်းနေအများကြီးရှိတဲ့အထက်မှာဒါဘလုံးပေးတက်ဒီအတွက်အစောဆုံးနှစ်ပွဲဒီတစ်ပတ်မှာကျွန်တော် official heavyweight clash နှစ်ပွဲရှိတယ်။တစ်ပွဲက Manchester United နဲ့ Tottenham Hotspur ပွဲရှိတယ်။ Tottenham Hotspur ရဲ့အိမ်ကွင်း Man United နဲ့ထိပ်တိုက်တွေ့ရမယ်။ပြီးခဲ့တဲ့ Europa League final ရဲ့မကြေပွဲဖြစ်တိုင်းနဲ့ ်နောက်တစ်ပွဲကတော့ Super Sunday က Manchester City အသင်းနဲ့ Liverpool ရဲ့ပွဲဒီဘက်နောက်ပိုင်းနှစ်တည်းရဲ့အဓိကပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ Klopp နဲ့ Pep Guardiola era ရဲ့အဓိက main ပွဲဆိုတော့ပွဲကနှစ်ပွဲရှိတယ်ဘယ်သူတွေနိုင်မလဲစပါကအင်ကွင်းရလက်အားနေတဲ့အထူးသဖြင့်ပရီးမီးယားလိမှာအင်ကွင်း၅ပွဲမှာပထမဆုံးတစ်ပွဲနိုင်ပြီးတော့ဝူးကိုတည်ကြပြီး၃ပွဲရှုံးထားတဲ့ United ကအဝေးကွင်းမှာ Liverpool ကိုနိုင်တိုင်း ကလွဲရင်ဖူအန်ကိုတေကြပြီးတော့မန်ချက်စတာစီးတီးကိုရှုံးတယ်ဘရန်ဖို့ကိုသူတို့ရှုံးထားတယ်ဆိုတော့သူတို့လည်းအဝေးကွင်းအရန်ကြီးမကောင်းဘူးစပါ့စ်ကအိမ်ကွင်းအရန်ညံ့တယ်ဆိုတော့သူတို့နှစ်သိန်းထိတ်တိုက်ပွဲ ဖြစ်တယ်ဆိုတော့အခုလောလောဆယ်စပါ့မှာပြဿနာကဒဏ်ရာတွေမော်မက်ကူဒူးဒဏ်ရာပြဿနာအချို့ရှိတယ်ဘတ်ပွိုင်းဒဏ်ရာရနေတယ်အာချီဂရေးနှစ်လနာတယ်ဘဆူမာအင်ဂျူရီဖြစ်တယ်ကူလိုဆော့စကီဇန်နဝါရီမှာပြန်လာမယ်နောက်တစ်ဖက်ကဒရဂူဆင် ACL ဖြစ်တယ် ဒါ dominate dominate slanky အခြေချင်းဝန်ထံရရှိထားပြီးတော့ van david နဲ့ james madison တို့ကာလရှည်ကြာနားနေတယ်ဆိုတော့ spurs မှာ injury ကကြောက်ဖို့တော့ကောင်းတယ်အဲ့တည်းမှာ random colomwani အပါအဝင်တချို့ကစားမတွေရဲ့ injury နည်းနည်း concern ရှိတယ်။ Man United ကတော့ Lisandro Martinez ရဲ့ AC ရဲ့ injury ကလွဲရင်သူတို့ကအကုန်လုံးနှိပါ fully fit ဖြစ်ပဲ။ Manchester United ကဒီတစ်ခုအားသာချက်သူတို့တို့တစ်ခုပဲပေါ့လေ။စောင်းရသည်မှာ အမ်ဘွေးမိုးနဲ့အာမဒီယာလိုရဲ့မာဇရာဝီကိုဆုံးရှုံးမဲ့အချက်ကတော့ United ပေးသက်တယ်ကတော့နည်းနည်းတော့သတင်းဆိုဖြစ်တယ်ဆိုတော့ဒီနှစ်သင်းထိတ်တိုက်တွေ့ထုံထွေ့သွားတဲ့မှတ်တမ်းရကြည့်ရင်တော့ Manchester United က Spurs ကိုနောက်ပိုင်းတွေ့တဲ့ပွဲပေါ့လေ Europa League Final မှာ Brandon Johnson ရဲ့ဂိုးနဲ့ရှုံးတယ် Premier League မှာလည်းနှစ်ကြော့လုံး4-3တပွဲ1-0တပွဲပြီးတော့ Mars Spurs ကို United က United ကမှ3-0ဆိုတော့မနစ်က Manchester United ကိုဒါ Tottenham Hotspur ကစုစုပေါင်း4ပွဲတွေ့တယ် စပါးရဲ့ Man United ရဲ့အိမ်ခွေမှာ3-0နဲ့နိုင်တယ်။တခါ EFL ရဲ့ Carabao 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 Cup မှာဆုံးရဲ့ Dyer Free Kick အပါဝင် Spurs က4-3နဲ့နိုင်တယ်။သူတို့အိမ်ခွေမှာ1-0နဲ့နိုင်ပြီးတော့ Europa League Final မှာ1-0ဆိုမနစ်က4ပွဲစလုံးကို Spurs ကအကုန်နိုင်ထားပြီးတော့ နောက်2023-24မှာ United ကသူ့ကွင်းမှာတည်စပါးကိုရှုံးတယ်။နောက်2022-23မှာစပါးကွင်းမှာတည် United ကနိုင်ထားတယ်ဆို Man United ကစပါးကိုနောက်ဆုံးနိုင်တာ2022ခုနှစ်မှာနောက်ဆုံးနိုင်ထားတယ်။ဆို Tottenham ရဲ့အိမ်ကွင်းမှာနိုင်တာက Cristiano Ronaldo ရှိတဲ့အချိန်2001တုန်းက3 season နိုင်ထားတယ်။အဲ့တခုပဲရှိတယ်။ကျွန်တော်မြင်တော့ဒီပွဲက tight game ပဲ။အိမ်ကွင်းမကောင်းတဲ့ Spurs နဲ့အဝေးကွင်းနည်းနည်း struggle ဖြစ်တယ်။သူတို့ကတော့ Liverpool တပွဲတော့သူတို့တကယ်ဟိုဘယ်လိုပြောမလဲ။ ဒီတကယ်စိတ်မှန်ဖြစ်တဲ့ပွဲတစ်ပွဲပေါ့လေဒါပေမဲ့ Man United နောက်ဆုံးကစားခဲ့တဲ့ Force နဲ့ပွဲမှာလည်းသူတို့နိုင်တဲ့နဲ့သူတို့ခြေစွမ်းတော်တော်လေးငြိမ်လာတယ်။ Spurs က Champions League မှာကောင်းပြီမြန် Premier League မှာခမန်းခတ်တယ်။ဆိုတော့ကြီးကောင်းတဲ့ပွဲပဲဒါပေမဲ့ဒီပွဲဟာဒါပထမနေ့ရဲ့ Heavy Clash ဖြစ်တဲ့ဒါသေကိုဥတီနိုင်ဖို့များတဲ့ပွဲဖြစ်ပြီးတော့ Manchester United ရဲ့ DR ဒီလက်ရှိနောက်ဆုံး current form ရမျောလင်းချက်ရှိတယ်။ဆိုတော့ Spurs က England struggle ဖြစ်နေလို့အဲ့နေရာမှာကျွန်တော်တို့နောက်တည့်ရက်မှာ Manchester City နဲ့ Liverpool သူတို့အိုက်ကြားထဲမှာ Arsenal ပွဲရှိတယ်ဆိုတော့တကယ်လို့ Arsenal ကသာရလက်ကောင်းတယ်ဘာညာဆိုရင်ဒါဘယ်လိုပြောမလဲဒီပွဲကဘယ်လိုပြောမလဲ Man City နဲ့ Liverpool တို့ under pressure ဘယ်သူရှုံးရှုံးနဲ့ကောင် title race ကအနေငယ်အနောက်ရောက်သွားပြီးသွားမှာတော့မဟုတ်ဘူးဆိုတော့၁၇ပွဲပဲရှိအောင်ပါကိုနောက်ထပ်29ပွဲကျန်အောင်မယ်ဒါပေမဲ့ Man City အသင်းထက် Liverpool မှာ injury တွေအများကြီးတယ်။နောက် Jeremy Frimpong တန်ရရတယ် ်အာလစင်ဘက်ကတန်ရရတဲ့ဂျိုဗန်နီလီโอနီအပါဝင်အာလစနာအီဆက်နဲ့ဘာဒီတစ်ဖက်ကစတက်ဖန်ဘတ်ဂျစ်စ်တို့အားလုံးတန်ရရတယ် maybe အာလစနာအီဆက်အရန်ဖြစ်ပါကောင်းပါနိုင်တဲ့အချိန်မှာ Manchester United ကဒီ Manchester City ကမဒီယိုကိုဗစ်ချစ်တယောက်ပဲတခုပဲရှိတယ် Rodri ဟိုတနေ့ကမကစားသွားတဲ့အတွက်ကြောင့် နီကိုဂွန်ဇာလက်ကိုပဲဆက်သုံးမလားခမိုင်းအခတ်တယ်ပြရိုဒရီကိုနီပြာကဖူလီဖစ်ဖြစ်တယ်တော့တေချာပေါက်သုံးမှာဖြစ်တယ်အဲ့နေရာမှာလီဗာပူးနဲ့မန်ဒီမန်စီးတီးမနစ်ကနှစ်ကြော့လုံးကိုလီဗာပူးကမန်စီးတီးကိုနိုင်ထားတယ်2စီးကြီးပဲနှစ်ပွဲလုံးနိုင်တာဒါမန်ချက်စတာစီးတီးရဲ့ lower points မှာလီဗာပူးနိုင်ထားတယ်ဒါပေမဲ့ပုံမှန်အားဖြင့်စီးတီးရဲ့အတ္တရဲ့ခွဲမှာရော MV ရဲ့လီဗာပူးမှာနှစ်သင်းလုံးကအဝေးကွင်းကလာနိုင်ဖို့ဆိုတော့အမတန်ခက်တယ်ဆိုတော့မနစ်ကတော့စီးတီးကိုလီဗာပူးကနှစ်ကြော့လုံးနိုင်တယ် ဒီရှေ့တနစ်တုန်းက1-1တေကြပြီးတော့ဟိုးတနစ်တုန်းကလီဗာပူးကိုမန်ချက်စတာစီးတီးကဇက်တိုက်နိုင်ထားတယ်ဆိုတော့ပုံမှန်အဖြစ်ကတော့ဘယ်လိုပြောမလဲနှစ်သင်းကြာကွာချက်အရင်မရှိဘူးတခုပဲလီဗာပူးအသင်းရဲ့လက်ရှိဖောင်နဲ့ဒါသူတို့ရဲ့လက်ရှိအနေထားနောက်ဆုံးနှစ်ပွဲဆက်မှာအက်စတွန်ဗီလာကိုတော်တော်တော်လေးကောင်းတယ် solid ဖြစ်တဲ့ခံစစ်ကိုကစားပြီးတော့ခြေစွမ်းကောင်းတယ်မဒရစ်နဲ့ပွဲမှာလည်း chance after chance တွေရခဲ့ပြီးတော့မှတလုံးနဲ့သွင်းခဲ့ပေမဲ့သူတို့ဖောင်ကခြေတော်တော်လေးကြည်ကောင်းလာတဲ့ခြေ ရတန်ပြန်မိတယ်နောက်ဆုံး၈ပွဲမှာဒါဘယ်လိုပြောမလဲနှစ်ပွဲနိုင်တပွဲတည်၅ပွဲရှုံးဆို6ခုနှစ်ပွဲမှာ6ပွဲရှုံးပေါ့လေနောက်ဆုံး၈ပွဲမှာဒါဘယ်လိုပြောမလဲနောက်ဆုံး9ပွဲပေါ့လေဆိုတော့သူအခုလောလောဆယ်မှာသူ back to back နှစ်ပွဲဆက်နိုင်ထားတယ်အရင်တပွဲနိုင်တော့3ပွဲ9ပွဲမှာ6ပွဲနိုင်6ပွဲရှုံး3ပွဲနိုင်ဒါလောလောဆယ်လီဗာပူးရဲ့ form ဖြစ်တဲ့အချိန်မှာ Man City ကလုံးဝ on fire ဟာလန်က တောင်းလျှောက်ကိုတွေအများကြီးတွင်းထားတာဟိုတနေ့ကလည်းချန်ပီယံလိမှာဂိုးတွင်းတယ်ဒီယာဒီမှာနော်ဝေးနဲ့လဝေးစင်ကလပ်အတွက်နှစ်သိန်းပေါင်းကို9ဂိုးဟို29ဂိုးတွင်းထားတယ်အဲတစ်ဖက်ကမန်စီးတီးကနီးပြဘလို့ဆုံးဖြတ်မလဲတိုက်စစ်ကဟာလန်ကိုဂျယ်ရမီဒူဂူတေချာပေါက်ပါမယ်ဘန်နာရိုဆီလ်ဘာ ါလာနိုင်မှုများတယ်ပြီးရင် Rinders ကနီကိုဝီလျံထက်ဆိုင် Rudri Rudri ဖြစ်မဖြစ်ရင်တော့နီကိုဝီလျံဖြစ်ပြီးတော့ Phil Foden သူနဲ့တွဲဖို့ရှိတယ်ခန်းစစ်ကတော့ကျွန်တော်ထင်တော့ Chesco Guardiola နဲ့ DS ကိုတွဲပြီးတော့မှ Nico O'Reilly နဲ့ဟိုဘက်ကကြည်ကျွန်တော်တို့မတည့်ရဲ့ Nunes ဖြစ်နိုင်တယ်ဆိုတော့ Liverpool ကတော့ရှင်းတယ်တိုက်စစ်က AKDK ပဲဘယ်ဘက်ချမ်းက Gabo မသုံးပဲအဲ Florian Vest ကို သုံးပါမလား ကျွန်တော်ထင်တော့ gap ပူပဲသုံးမယ် physical လဲလိုအပ်တဲ့ကြောင့် gap ပူရဲ့နောက်တစ်ဖက်က support line ရဲ့ salas ရဲ့ mcclasser ရဲ့ mcclasser ရဲ့ပြီးတော့မှဒီ graven bash နဲ့ခန်းစစ်ကတော့ကျွန်တော်ထင်တော့ anti robinson ပဲဆက်သုံးနိုင်တယ်ဘာလို့ဆိုတော့ milos kaki က sloppy ရမ်းဖြစ်တယ်အသင်းကြီးအတွက် maybe အနာဂတ်မှာတော့ပိုကောင်းတဲ့ကစားမဖြစ်နိုင်တဲ့အခုလောလောဆယ်အနေထားနောက်က anti robinson ရဲ့ study ကပိုကောင်းနိုင်တယ်တကယ်ကိုကြီးကောင်းနိုင်တဲ့ပွဲ တေကိုဥတီနိုင်တယ်ဒီပွဲကဘယ်လိုပြောမလဲဆိုတော့ဘလုံးပေးသက်တွေအတွက်အမတန်ခက်ခဲရတဲ့ပွဲပဲဆိုတော့ Manchester United အသင်းနဲ့ Liverpool အသင်းရဲ့ပွဲပေါ့လေအဲ့ပွဲမှာဒါအခုလောလောဆယ်အနေထားရဘယ်လိုပြောမလဲဒါ Tottenham Hotspur က sorry sorry Tottenham Hotspur နဲ့ Man United ရဲ့ပွဲမှာ Spurs နဲ့ Man United ကတဲ့ပဲ United ကတော့မှ level 20 30လောက်ပေးထားတော့စိတ်ဝင်စားစရာတခါ Man City ပွဲမှာတော့ Man City ကတေရှုံးပေးထားတယ် ဆိုတော့ဘယ်လိုထင်ကြလဲစနေနေ့ရဲ့ Manchester United နဲ့ Tottenham ရဲ့ပွဲရဲ့နောက် Liverpool နဲ့ Man City ရဲ့ထိပ်တိုက်ပွဲတွေမှာဘယ်သူနိုင်သွားမလဲထင်တယ်ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအောင်ကျေးဇူးတင်ပါတယ်